James Bond လေးကိုပြန်လှုပ်ဖို့အတွက်ညီမလေးတို့ယောက်ျားဘယ်လောက်ပေးရမလဲ အားလုံးမင်္ဂလာပါပြီးခဲ့တဲ့နေ့စုကမှခေကြီးတို့ဟာဆန်ချွေကိုအပိသက်ခေါ်ယူခွင့်ပါရှိတယ်အသားစာချုပ်နဲ့ညီမလေးတို့စီကိုရောင်းထုတ်လိုက်ပါတယ်ဆန်ချွေကညီမလေးတို့စီမှာအစာပိုင်းတော့ဟုတ်မလို့လို့ရှိခဲ့ပေမဲ့အခုတော့ဇာတိပြနေခဲ့ပြီဖြစ်ပါတယ်ဖက်ကင်မောင်းနဲ့တို့ကခံလဲရတဲ့ခေကြီးတို့အတွက်ညီမလေးတို့ကိုလက်စားပြန်ချေလိုက်နိုင်တယ်လို့လည်းဖြစ်ခဲ့ပါတယ်ဆန်ချွေကဒီအာဒီပရီးမီးယားလိမှာညီမလေးတို့နဲ့နှစ်ကိုသင်းယူထားပြီးတော့လေးကိုပဲဖန်တီးနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးကိုပေါင်ရဲ့ပတ်သက်မှုလုပ်နိုင်ခဲ့တာကပြီးခဲ့တဲ့ဇန်နဝါရီတုန်းကဖြစ်ပါတယ်ဇန်နဝါရီလ၄ရက်နေ့မှာကစားခဲ့တဲ့ဖနာနာနော်ရုနဲ့ပွဲစ စမှာဂိုးပန်နီမှုပြုလုပ်ပြီးကြတဲ့ကအခုထိကိုပြန်ပေါ်မလာသေးတာဖြစ်ပါတယ်။အကြောင်းဂိုးပောင်းရဲ့ပတ်သက်မှုမလုံးနိုင်ကြတာကနှစ်လကျော်လောက်ခီကိုရှိလာခဲ့ပြီဖြစ်ပါတယ်။ဂိုးမသွေးနိုင်တာဆိုရင်တော်တော်လေးကိုကြာနေပြီဖြစ်ပြီးတော့ဒီစမှာ9ရက်နေမှကစားခဲ့တဲ့ဂျပန်ဟီရိုနဲ့ပွဲစဉ်မှာနောက်ဆုံးဂိုးသွင်းထားခဲ့တာဖြစ်ပါတယ်။ဆန်ချိုဟာဆောက်ရောက်ခါစားတုန်းကတော့ညမာလေးတို့တဲ့ပွဲဥထပ်၃ပွဲဆက်တိုက်ဂိုးပန်နီမှုပြုလုပ်ပြီးခဲ့တာပါ။အဲဒါညမာလေးတို့ပရိသတ်တွေကတော့ကေဂျီတို့ကိုလေပြန်တိုက်ခဲ့ကြသေးပါတယ်။ဒါပေမဲ့အခုအချိန်ကြီးကတော့ပရိသတ်တွေရောညမာလေးတို့တင်တာဝန်ရှိသူတွေကပါဆန်ချိုကိုစိတ်ကူနာထားကို ူလာကြပါပြီ။ဖေဂျီတို့နဲ့ချုပ်ဆိုထားတဲ့စာချုပ်ရဆိုရင်ညီမလေးတို့ကယာစီကုန်ကြီးမှမဖြစ်မနေဝယ်ယူသွားရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လေကစားသမားဘက်ကတော့ညီမလေးတို့စီကိုပြောင်းပါမယ်ဆိုတဲ့စာချုပ်မျိုးလက်မှတ်ထိုးထားခဲ့ခြင်းမရှိပါဘူး။အားလုံးညီမလေးတို့အနေနဲ့စာချုပ်ကိုအပြီးတက်မခေါ်ဘဲဖေဂျီတို့စီပြန်လုပ်ခွင့်တော့ရှိနေပါတယ်။လက်ရှိမှာတော့ညီမလေးတို့အနေနဲ့စာချုပ်ကိုအပြီးတက်မခေါ်ခြင်းမူဆိုရင်ပေးချေရမယ့်ရုပ်ကြီးပမာဏထွက်ပေါ်လာခဲ့ပါတယ်။တကယ်လို့ညီမလေးတို့ကစာချုပ်ကိုခေါ်ယူမယ်ဆိုရင်ပြောင်းရွှေ့တဲ့ပေါင်25တန်းပေးချေရမှာဖြစ်ပြီးတော့မခေါ်ဘူးဆိုရင်တော့ရုပ်ကြီးပေါင်5တန်းပေးချေရမှာပါ။အားကြောင့် ညီမလေးတို့အနေနဲ့အလကားသက်သက်ပေါင်း၅တန်းပဲပေးလိုက်မလားဒါမှမဟုတ်ပေါင်း၂၅တန်းနဲ့အပိသက်ခေါ်ယူမလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။တချို့မှာတော့အတင်းတာဝန်ရှိသူတွေကဒီကိစ္စနဲ့ပတ်သက်ပြီးခေါင်းငင်းဆိုင်ဆွေးနွေးနေကြပါတယ်။ဇာတ်လုံးကတော့ညီမလေးတို့ကဆန်ချိုးရောကြီးပီးပြန်တို့ဖို့စဉ်းစားထားပေမဲ့အခုတော့နောက်တစ်မျိုးပြောင်းပြီးစဉ်းစားလာခဲ့ပါပြီ။အဲ့ဒါကတော့ခေကြီးတို့နဲ့သဘောတူထားတဲ့အတိုင်းပဲပေါင်း၂၅တန်းနဲ့ဆန်ချိုးကိုခေါ်ယူလိုက်ပြီးမှတခြားအတင်းတင်းတင်းစီပြန်လဲရောင်းချောက်သွားဖို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းတခြားအတင်းတွေကပေါင်း၂၅တန်းထက်ပိုပေးပါမလားဆိုတာမသေးကြတဲ့အနေထားလေးဖြစ်နေပါပြီ။လက်ရှိမှာစ ဆန်ချိုကိုပြန်လဲခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့တခြားအသင်းတွေလည်းရှိနေပါတယ်။အဲဒီအသင်းတွေကတော့အသင်းဟောင်းဒေါ်မွန်နဲ့လီဗာကူဆန်အသင်းတွေပဲဖြစ်ပါတယ်။ဒေါ်မွန်ကပြီးခဲ့တဲ့ရာသီမှာတော့ဆန်ချိုကိုငှားခေါ်ယူရင်းနဲ့အပိသက်ခေါ်ယူခွင့်လည်းရရှိခဲ့ပေမယ့်မခေါ်ယူဘဲကီဂျီလိုစီပြန်ပို့ပေးခဲ့တာပါ။ဒီကတော့ညီမလီလိုစီကနေခေါ်ယူဖို့အတွက်ပြန်လဲစိတ်ဝင်စားလာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ဆန်ချိုအနေနဲ့ကတော့ညီမလီလိုစီမှာပဲဆက်ရှိကျင်နေတယ်လို့သိရပါတယ်။ဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။